ားလုံးပဲမင်္ဂလာပါမြန်ခရစ်တန်နေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ခုဖြစ်ပါတယ်ကျွန်တော်ဒီဝင်းမှာတော့ Binance ကနေအခုတစ်ခေါက်လာတဲ့ Launch Pool မှာဘယ်လိုမျိုးပေါင်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ် Launch Pool မှာပါဝတ်အတွက်ဆိုရင်တော့ကျွန်တော်ထုံးစံအတိုင်းပဲ Moore က Launch Pool ဆိုတဲ့ tab တွေကိုတွားရမှာဖြစ်ပါတယ်ဒီလမှာဒါ Launch Pool လာတာဒုတိယမြောက်တစ်ခုပေါ့နော်ရှေ့အတုံးကမှကျွန်တော် WCT ရဲ့အကြောင်းကို Launch Pool Video လုပ်ပေးထားတာရှိတယ်အခုနောက်တစ်ခေါက် INIT ဆိုတဲ့ token ကို launch ပို့မှာ family လောက်လို့ရပြန်ပြီဖြစ်ပါတယ် family လုပ်လို့ရမယ့်ကာလကတော့ဒီတစ်ခေါက်ကပို့ပြီးတော့များတယ်6ရက်အထိ family လုပ်လို့ရမှာဖြစ်ပါတယ်ဒီ WCT ရောကတော့4ရက်ပဲလုပ်လို့ရခဲ့ရပါတော့ဒါပေမဲ့ဒီတစ်ခေါက် INID မှာတော့6ရက်အထိပေးထားတာကိုတွေ့ရပါတယ်ဒီနေ့မနေ့ကျွန်တော်6နိုင်ခွဲမှာစမှာဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုကိုတင်တဲ့အချိန်မှာဆိုရင်တော့ဒါ launch pool ကစနေပြီဖြစ်ပါတယ်ဒါကျွန်တော်ညကလေးကကြိုပြီးတော့ဗီဒီယိုကိုလုပ်ပေးထားတာပါတော့ launch pool မှာပါလို့ရတဲ့ token တွေဆိုရင်တော့ကျွန်တော် USDC FTUSD နဲ့ BNB ဆိုပြီးတော့သုံးမျိုးရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ကျွန်တော်ဒီထဲကမှ BNB အတွက်ကတော့85ရာခိုင်နှုန်းအထိ launch pool ကနေခွဲဝေပေးထားတာကိုတွေ့ရတယ်။အရင်တုန်းက launch pool တွေဆိုရင် BNB က80ရာခိုင်နှုန်းရတယ်ပြီးရင် FTUSD နဲ့ USDC ကို10%စီပေးတယ်။အခုအဲ့ဒီလိုမဟုတ်တော့ဘူး BNB က85ရာခိုင်နှုန်းအထိခွဲဝေယူထားတာကိုတွေ့ရတယ်။ FTUSD ဆိုရင်တော့900ခိုင်နှုန်းပဲရတော့တယ်ပေါ့နော်။ဒီထက်မှ USDC ဆိုရင်တော့10ရာခိုင်နှုန်းအထိ ေးထားသေးတာကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကိုကြိုက်တဲ့ token တစ်ခုကိုရွေးရမယ်အဲ့တော့ launch pool ဆိုတာကကျွန်တော်တို့က project အသစ်တွေကို Binance မှာစပြီးတော့ Maliskin airdrop ပေးတဲ့သဘောမျိုးနဲ့ဒီ token တွေနဲ့ farming လုပ်လို့ရတာဖြစ်ပါတယ် farming လုပ်လို့ရတဲ့ token ကဒီပြထားတဲ့၃ခုနဲ့ပဲ farming လုပ်လို့ရတာပေါ့နော်တခြား USDT တို့ ETH တို့ BTC တို့အစရှိရတွေနဲ့ farming လုပ်လို့မရဘူး ဒီမှာ family လို့ပြောတော့ဆိုရင်ကို့မှာ USDC ရှိဖို့လိုအပ်တယ်ဒါမှမဟုတ်ရင် FTUSD ရှိဖို့လိုအပ်တယ်ဒါမှမဟုတ်ရင် Binance ရဲ့ Nifty token ဖြစ်တဲ့ BNB ရှိမှကို family လို့လို့ရှာမှာဖြစ်ပါတယ်ကဲဆိုတော့ဘယ်လိုမျိုး family လို့ရမလဲကြည့်ကြအောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီသုံးခုရဲ့ကကိုကြိုက်တဲ့တစ်ခုကိုရွေးဥပမာ USDC ဆိုရင် USDC ကိုရွေးလိုက်အခုလောလောဆယ်မှာတော့ family ကမစားသေးဘူးဒါပေမဲ့ထည့်မယ်ဆိုရင်ထည့်ထားလို့ရနိုင်ပြီဖြစ်ပါတယ်အဲ့တော့ထည့်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့အရင်ဆုံးကြည့်အောင်ပေါ့နော် log ဆိုတာလေးကိုနှိပ်လိုက် ဖိဖိဆိုရင်ဒီညမှာကိုထဲကျင်တဲ့ပမာဏ amount တခုကိုရေးထည့်ပေးရမယ်အကုန်လုံးထည့်မယ်ဆိုရင်တော့ mass ဆိုတာလေးကိုနှိပ်ပြီးရင် lock ဆိုတာလေးကိုနှိပ်လိုက်ဒါဆိုရင်ကျွန်တော် USDC တွေကို INID token နဲ့ family လောက်တာစာနေပြီဖြစ်ပါတယ်စပြီးတော့ထည့်လိုက်ပြီပေါ့နော် family ကတော့မစသေးဘူးဘာလို့လဲဆိုတော့မနေ့6နာရီခွဲမှစမှာဖြစ်တဲ့အတွက်ဒီ count down ပြီးတဲ့အထိကျွန်တော်စောင့်ပြီးမှ family လောက်မှာဖြစ်ပါတယ်ဆိုတော့ဒါကြိုထည့်ထားလိုက်လို့ရပြီနောက်တစ်ခုက FTUSD FTUSD နဲ့ဆိုရင်လည်းအဲ့ဒီအတိုင်းပဲကျွန်တော်တို့ထည့်ခြင်းတဲ့ FTUSD ကို log ဆိုတာလေးကိုနှိပ်ပြီးသွားပြီဆိုရင်ကိုထည့်ခြင်းတဲ့ပမာဏကိုထည့်ပြီးရင် log ဆိုတာလေးကိုဆက်နှိပ်ပေးလိုက်ဒါဆိုရင် FTUSD ကိုလည်းဒီထဲမှာထည့်ပြီးသားဖြစ်သွားပြီနောက်တစ်ခု BNB ကိုသွားကြည့်အောင် BNB မှာဆိုရင်ကျွန်တော် log လုပ်ပြီးသားလို့ပြနေပြီ0.4712 BNB ဆိုပြီးတော့ပြထားတယ်ဆိုတော့ DBNB တွေကဒီညမှာ log လာပြီးတော့ထည့်ထားတာမဟုတ်ဘူးအာကျွန်တော် launch book ကိုလာတိုင်းမှာအများရန်ပြောတယ် launch book ထဲမှာဆိုရင် BNB က စင်ပယ်အန်နဲ့မှထည့်ထားရုံနဲ့တင်ဒီမှာအော်တိုလာပြီးတော့ဖမ်မီလုတ်ပေးတာဖြစ်ပါတယ်ဒီတစ်ချက်မှတ်ထားရမယ်ပေါ့နော်အဲ့တော့ထပ်ပြီးတော့ပြောပါမယ်ဖမ်မီလုတ်လို့ရတဲ့ token က BNB FTUSD နဲ့ USDC သုံးမျိုးပဲရမှာဖြစ်ပါတယ်ဘာကြောင့်ကျွန်တော်ထပ်ခါထပ်ခါပြောနေရတာလဲဆိုတော့ဒီ launch pool video တွေတင်တဲ့အချိန်မျိုးမှာတချို့တွေကလာမေးတာမျိုးတွေရှိတယ် USDT နဲ့ family လုပ်လို့ရသလားဆိုတာမျိုးပေါ့နော်အဲ့တော့ USDT နဲ့ကျွန်တော်တို့ family လုပ်လို့မရပါဘူး USDT တွေကို FTUSD ဒါမှမဟုတ် USDC ပြောင်းထားမှသာလေ family လောက်လို့ရမှာဖြစ်ပါတယ်။ပြီးတော့ USDC ပို့အတွက်က FTUSD ထက်ပို့ပြီးတော့များတာကိုတွေ့ရမှာဖြစ်ပါတယ်။ BNB နဲ့ family လောက်မဲ့သူတွေကတော့အများဆုံးရှာတယ်ပေါ့နော်85%အထိပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ lock လောက်ထားတဲ့ပမာဏအပေါ်မူတည်ပြီးတော့ပြန်ပြီးတော့ခွဲဝေပေးတာဖြစ်ပါတယ်။ BNB တွေကဒီပူးနှစ်ခုထက်ပို့ပြီးတော့အများကြီး ဝိုင်းပြီးတော့ထည့်ထားတယ်ဆိုရင် BMB နဲ့ရတဲ့သူတွေကနေသွားတာမျိုးတွေလည်းဖြစ်နိုင်တယ်။ဒါပေမဲ့85ရာခိုင်နှုန်းတောင်ရှူထားတာဆိုတော့အော်အများကြီးဝိုင်းထည့်တာ BMB နဲ့ Family လုပ်တဲ့သူတွေကပို့တာတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီလိုမျိုး launch pool တွေမှာပါခြင်းလို့ launch pool token တွေရခြင်းနဲ့ဆိုရယ်စိတ်တစ်ခုတည်းနဲ့တော့ BMB ကိုဝယ်ကင်တာမျိုးတွေမလုပ်သင့်ဘူး။ BMB ကိုဝယ်ကင်မယ်ဆိုရင်ဘာကြောင့်ဝယ်ကင်သင့်တယ်ဆိုရယ်အကြောင်းပြချက်တွေကိုရှာလို့ရပြီဆိုရင် ကိုက BNB ကို invest လုပ်တော့မှာမလို့ဝဲကင်နေဆိုရင်တော့တမျိုးပေါ့နော်ဒါမျိုးဆိုရင်တော့ BNB ကင်ထားတဲ့ဆိုရင် launch pool တွေကိုဝင်ပြီးတော့ join လို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ခေါက်လာတဲ့ project အကြောင်းလေးလည်းကြည့်ရအောင်ပေါ့နော်ဒီတစ်ခေါက်လာတဲ့ project က layer 1 blockchain တစ်ခုဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ initial ပေါ့နော် initial ဆိုရဲနာမည်နဲ့ layer 1 blockchain တစ်ခုလာတယ် layer 1 blockchain ဆိုတာကကျွန်တော်တို့ app store တို့ကျွန်တော်တို့ဒီ suite တို့လို့ပုံစံမျိုးတွေ blockchain တွေဖြစ်ပါတယ် ဒီလို blockchain တခုလောလောဆယ်မှာတော့တည်ကြရကျွန်တော်တို့ research report ကဖတ်လို့မရတော့သေးဘူး Binance က research report တင်ပေးတာနည်းနည်းလေးနောက်ကြရပေါ့နော်ကိုရံကိုကြဖတ်ချင်တဲ့သူတွေရှိရင်တော့ဒီ research report ကိုစောင့်ပြီးတော့ဖတ်ကြည့်လို့လည်းရတယ်လောလောဆယ် project ရဲ့အကြောင်းကိုအနေချင်းသိချင်နေဆိုရင်ဒီ announcement page မှာလည်းသွားဖတ်ကြည့်လို့ရတယ်ဒီ table rules ဆိုတာလေးကိုနှိပ်လိုက်ဒါဆိုရင် announcement လောက်ထားတဲ့ article လေးတခုကိုတွေ့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ဒီတစ်ခေါက်လာတဲ့ launch pool က68ခုမြောက် launch pool ဖြစ်ပါတယ် နာမည်ကတော့ Initia INIT ဆိုတဲ့ token နဲ့လာတယ် Layer 1 blockchain တစ်ခုပေါ့နော် PP ဆိုရဲ့ family လုပ်လို့ရတဲ့ token 3ခုဒါတွေကရှေ့မှာကျွန်တော်ပြောခဲ့ပြီးသားဒီစာမဖန်အောင်ရနေပြီပေါ့နော် launch pool detail ကိုတစ်ချက်ကြည့်ရမယ်ဆိုရင် token ရဲ့ name က Initia ပြီးရင် INIT ဆိုတဲ့ token နဲ့လာတယ်နောက်တစ်ခုကသူ့ရဲ့ total token supply ကိုကြည့်မယ်ဆိုရင်1 billion INIT token နေရှိမှာဖြစ်ပါတယ် maximum token supply ကလည်း1 billion ပဲရှိမယ် ။လောက်စပူမှာပေးထားတဲ့ပမာဏကတော့စုစုပေါင်း total token supply ရဲ့300ခိုင်နှုန်းကိုပေးထားတာဖြစ်ပါတယ်။အဲ့တော့30 million INT token တွေကို Binance ရဲ့ Launch Pool မှာ farming လုပ်လို့ရမှာဖြစ်ပါတယ်။ပြပြဆိုရင် marketing campaign တွေအတွက်နောက်ထပ်10 million INT token တွေကိုပေးသွားအောင်မယ်ပေါ့နော် Binance မှာစပြီးတော့ list တဲ့အခြေ INT token တွေရဲ့ supply ကဘယ်လောက်ရှိနေမလဲဆိုတော့စုစုပေါင်း total token supply ရဲ့14.88ရာခိုင်နှုန်းအထိရှိနေမှာဖြစ်ပါတယ်ဒီပမာဏက 148.75 million INID token တွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ layer 1 blockchain project တခုဖြစ်တဲ့အတွက်ဒါစောက်ကြည့်တဲ့ project တခုအနေနဲ့တော့ရှိရပါတော့ဘာလို့လဲဆိုတော့ aptos တို့စုရီတို့လိုမျိုးဒါ move programming language ကိုသုံးထားတဲ့ blockchain တခုပဲဖြစ်ပါတယ် ဆိုတော့နောက်ပိုင်း blockchain တွေက move programming language ကိုတော့တော်တော်လေးသုံးလာကြတာကိုတွေ့ရမှာဖြစ်ပါတယ် research report လာတဲ့အချိန်ကျရင်ကျွန်တော်တို့ထပ်ပြီးတော့အသေးစိတ်ဖတ်ကြည့်ကြမယ်ပေါ့နော်အဲ့တော့ launch pool မှာ farm လုပ်မယ်ဆိုတော့6ရက်တိတိအချိန်ရတာဖြစ်ပါတယ် launch pool တွေကစောစောထဲနိုင်လေးပို့ပြီးတော့အကျိုးအမြတ်များလေးဖြစ်ပါတယ်ဒီအတွက်ဒီ video ကိုအချိန်မီတင်ပေးတာဖြစ်ပါတယ် family လုံးမဲ့သူတွေက BNB မရှိသည့်တိုင်အောင် stable coin တွေဖြစ်တဲ့ FTUSD တို့ USDC တို့လို token တွေကိုသုံးပြီးတော့ family လုံးလို့ရှာမှာဖြစ်ပါတယ် โอเคပါပိုရိုလေးကိုစောင့်တည်ကြည့်ပေးအတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျအားလုံးပဲ trade တိုင်းမြင်ကြပါစေခင်ဗျ